အတွင်ရေးမှုတစ်ပိုခင်ညွန်းနဲ့အတွင်ရေးမှုနှစ်ဗိုတင်ဦးတို့ကြားလောက်ပိုင်ခွင့်အာဏာအတွက်တဦးနဲ့တဦးအပြိုင်အဆိုင်ဖြစ်နေတာကိုဗိုလ်တန်းရွှေကအတွင်ရေးမှုသုံးဆိုပြီးဗိုလ်ဝင်းမြင့်ကိုပါထပ်ပြီးထိုးထည့်ပေးလိုက်တဲ့အတွက်အတွင်ရေးမှုတစ်နှစ်သုံးတို့ကြားအတွင်ကျိတ်ဇက်ွက်လူပွဲဟာပိုပြီးပြင်းထန်လာခဲ့ပါတယ် ူတန်းရွှေဟာ1969စေအုပ်စုတွင် အာနာလူပွဲအပြီးမှာ အရှိပိုခိုင်မာလာခဲ့တယ်လို့သူရဲ့တကူဩစာအချိန်အဝါဟာလည်းပုံမကြီးမလာခဲ့ပါတဲ့အာနာလူပွဲမှာသူဘက်ကထောက်ခံရည်တည်ပေးခဲ့ကြတဲ့စစ်တိုင်းမှုတွေကိုလည်းလောက်ပိုင်ခွင့်အာနာတွေပို့ပေးခဲ့တာတွေ့ရပါတယ်တိုင်းမှုတွေကိုတက်ဆိုင်ရာစစ်တိုင်းနယ်မြေတွေအတွင်စစ်ပတ်ဆိုင်ရာကိစ္စတွေတာမက နိုင်ငံရေးစီးပွားရေးနဲ့ဝင်ကြီးဌာနအလုံးရဲ့စီမံခန့်ခွဲမှုဆိုင်ရာ လောက်ပိုင်ခွင့်အာဏာတွေကိုပါတရားဝင်ပေးရခဲ့တဲ့အတွက်စစ်တိုင်းမှုတွေဟာတပ်ဆိုင်ရာစစ်ဒေသတွေရဲ့စစ်ပင်ရေငယ်တွေ ဖြစ်လာကြပါတယ်1990အာဏာလုနာအဖားစစ်ကောင်စီမှ နောက်ပေါက်တဲ့ရွှေကြပင်အဖြစ် တကိုးထားတင်ကျလာသူကတော့ပိုတန်းရွှေရဲ့တပည့်ရင်တူဖြစ်တဲ့စီရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်ကြီးရှစ်ရှစ်39ကိုဖြစ်ပါတယ် ဘိုတန်းရွှေကဘိုဝင်းမြင့်ကို နာအဖအတွင်ရေမှုသုံးအဖြစ် တာဝန်ခံအပ်ပေးခဲ့တဲ့အပြင်ဘိုတန်းရွှေကိုယ်တိုင်နာယကဥက္ကဋ္ဌကြီးလုပ်ပြီးဖွဲ့စည်းထားခဲ့တဲ့ကျန်းဖွင့်အသင်းကြီးမှလည်းဒုဥက္ကဋ္ဌအဖြစ်ခန့်ခဲ့တာတွေ့ရပါတယ်။ဘိုဝင်းမြင့်ဟာတိုင်းပြည်ရဲ့အမျက်အစွန်အများဆုံးစီးပွားရေးလုပ်ငန်းမှန်တမ်းများကိုလဝက်ကြီးအုပ်ချုပ်ကင်ထားတဲ့စစ်တပ်ပိုင်မြမဥပိုင်လီမိတက်ရဲ့ဥက္ကဋ္ဌကြီးလည်းဖြစ်ပါတယ်။ ဘူဒန်းရွှေဟာသူ့ရဲ့တပည့်ရင်းဖြစ်တဲ့ဘိုဝင်းမြင့်ကိုစစ်ဘက်ဆိုင်ရာလုတ်ပိုင်권တွေကိုတာမကနိုင်ငံရေးနဲ့စစ်ပွားရေးဆိုင်ရာလုတ်ပိုင်권တွေကိုပါစုပြုံပေးအပ်ခဲ့တဲ့သဘောဖြစ်ပါတယ်။ဘဝင်းမြင့်ဟာ1988ခုနှစ်ရှစ်လီလုံးလူလူအရေးတော်ပုံကာလအတွင်းထောက်ကျမှာအရှိဆိုင်တဲ့တမ17ရက်တမမှုဖြစ်ခဲ့ပြီးငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ရဟန်းရှင်လူចောင်းသားပြည်သူတွေကိုအကြံဖတ်ပြစ်ခတ်တပ်ဖြတ်ရှေမုံရမှာရှေတန်းကတက်ကြစွာပါဝင်ခဲ့သူတဦးဖြစ်ပါတယ်။ဒါအပြင်ကရင်ပြည်နယ်အတွင်းပြုလုပ်ခဲ့တဲ့စစ်စင်ရေးတွေမှာလည်းကရင်ပြည်သူတွေနဲ့အစ္စလမ်ဘာသာဝင်တွေကိုရရဆက်ဆက်တပ်ဖြတ်ခဲ့သူတဦးဖြစ်ကြောင်းသိရှိရပါတယ်။ဆရာနာရှင်ကြီးတွေဟာသူတို့ရဲ့လုံခြုံရေးအတွက်ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ရန်ကုန်မြို့တော်အနီးတဝိုက်မှာအရှိဆိုင်ထားတဲ့တမ71တမ89တို့ရဲ့အကြီးအကဲတပ်မှုတွေအဖြစ် သူတို့အထူးယုံကြည်စိတ်ရှာရသူတွေကိုမှရွေးချယ်ခံထားလေးရှိတာကိုတွေ့ရပါတယ်ရှင်လေးလုံးအရေးကြီးကာလအတွင်းလက်စွမ်းပြနိုင်ခဲ့တဲ့တမစတိတမမှုဘိုးချုပ်ဝင်းမြင့်ဟာသူ့ဆရာပိုတန်းရွှေကာကွယ်ရေးဦးစီးချုပ်နဲ့နဝတာဥက္ကဋ္ဌရာထူးကိုတင်ပိုက်ခဲ့တဲ့1992ခုနှစ်မှာနာပခတိုင်းမှုအဖြစ်ခန့်အပ်သူကောင်းပြုတာကိုခံခဲ့ရပါတယ်။ 1995ခုနှစ်မှာပိုတန်းရွှေကဘိုဝင်းမြင့်ကိုစီရေးကျုပ်ရာထူးပေးအပ်ပြီး သူ့အနီးမှာခေါ်ယူထားခဲ့တာဖြစ်ပါတယ်။အာနာလူစစ်ကောင်စီအဖွဲ့ထဲမှာပါဝင်ခွင့်မရပေမဲ့ပိုတန်းရွှေရဲ့နေရာပေးမှုကြောင့်ဘိုဝင်းမြင့်နဲ့အတူစီယုံကျုပ်မှာတွင်ကျေလာသူတအူကတော့စစ်ထောက်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးတင်လကြီး85နှစ်ဖြစ်ပါတယ်။ ဘိုတင်လာဟာရှီလီလုံအရေးတော်ပုံကာလမှာဆန္ဒပြသူတွေကိုရရဆက်ဆက်ပြခတ်တပ်ဖြတ်ခဲ့တဲ့ဖန်အရှိဆိုင်တမ22ရက်တမမှုဖြစ်ခဲ့ပါတယ်။ဘိုတင်လာဟာဘိုတန်းရွှေရဲ့တပည့်ရင်တအူးမဟုတ်ခဲ့ပေမဲ့သူ့ရဲ့အမိန်နာခံမှုတစ္ဆာရှိမှုတွေကိုသဘောကျတာကြောင့်ဘိုတန်းရွှေကာကွယ်ရေးဦးစီးချုပ်နဲ့နာဝတာဥက္ကဋ္ဌဖြစ်လာခဲ့တဲ့1992ခုနှစ်မှာနာတာခတိုင်မှုအဖြစ်ခန့်အပ်သူကောင်းပြုခဲ့ပြီး1995ခုနှစ်မှာ စစ်ထောက်ချုပ်အဖြစ်နဲ့သူအနာကိုခေါ်ယူထားတာကို ခံခဲ့ရသူဖြစ်ပါတယ်။ပူတင်လဟာ၁၈ရက်တာခန့်နဲ့မာဆာလာဥက္ကဋ္ဌနဲ့တမနာကြီးဥစိတ်လွင်နဲ့အမျိုးတော်ဆက်တာကြောင့်နာဖအာနာလိုစစ်ကောင်စီမှအဖွဲ့ဝင်အဖြစ်နေရာပေးဖို့အတွက်ကိုတော့ပူတန်းရွှေကတွန်းဆုတ်နေခဲ့ဟန်ရှိပါတယ်။ ပူတင်လာဟာနာအပါစစ်ကောင်စီအဖွဲ့ဝင်မဖြစ်ခဲ့ပေမဲ့စစ်ထောက်ချုပ်စစ်တပ်ပိုင်မြမစီးပွားရေးကော်ပိုရေးရှင်းရဲ့ဥက္ကဋ္ဌတမတော်ရေးရဝင်ကြီးဒုတိယဝင်ကြီးချုပ်စားတဲ့နေရာကောင်းတွေကိုရရှိခဲ့တာကိုတွေ့ရပါတယ်။ဘိုးတန်းရွှေကဒုတပည့်လက်မယွတ်လူသက်သမားတွေကိုအနီးမှခေါ်ပြီးသူကောင်းပြုနေရပေးလာတဲ့အပေါ်နာအပါထိပ်ပိုင်းကောင်းဆောင်တွေထဲမှာမကြည်လင်မှုတွေဖြစ်ပေါ်လာခဲ့ကြောင်းသိရှိရပါတယ်။ နဂိုရဲကမှအတွင်ရေးမှုတပိုခင်ညွန်းနဲ့အတွင်ရေးမှုနှစ်ဗိုတင်ဦးတို့ကြားလောက်ပိုင်ခွင့်အာဏာအတွက်တအူးနဲ့တအူးအပြန်ဆိုင်ဖြစ်နေတာကိုပူတန်းရွှေကအတွင်ရေးမှုသုံးဆိုပြီးဘိုးဝင်းမြင့်ကိုပါထပ်ပြီးထိုးထည့်ပေးလိုက်တဲ့အတွက်အတွင်ရေးမှုတနှစ်သုံးတို့ကြားအတွင်ကျိတ်ဇက်ွက်လူပွဲဟာပိုပြီးပြင်းထန်လာခဲ့ပါတယ်။ဘိုခင်ညွန်းကတော့ပါနဲ့သူပြီးပြီးပူတန်းရွှေတပည့်ရင်းနေရဲ့ရှီလန်းအမားကိုစောင့်ပြီးအပြက်ရှားဖို့ပြင်ဆင်ခဲ့ပါတယ်။ အဲ့ဒီလိုတဦးရှိလန်းတဦးကြည့်ပြီးဥသူစားတန်းလေသူစားတန်းယဉ်ကျေးမှုကိုကျင့်သုံးနေတဲ့နာအဘစစ်ကောင်စီအတွင်းမှာဆလဲဝင်ဖင်မမဲခင်ထင်ရှားတဲ့အကြောင်းတွေနဲ့အကွဲအပြဲတွေပေါ်ပေါက်လာခဲ့တာကိုတွေ့ရပါတယ်။အာနာလူစစ်ကောင်စီတဲကပထမဆုံးအရှင်ထွက်ထွက်ခဲ့ရသူကတော့ရာတာခတိုင်းမူဘိုးကျုံမြင့်အောင်ဂျီတတ1539ဖြစ်ပါတယ်။ AIDS ရောဂါကြောင့်2000ပြည့်နှစ်အောက်တိုဘာလမှာအနာပိတ်ခံခဲ့ရတာဖြစ်ပါတယ်။ ူနေရာကိုကာယခတိုင်းမူဘိုးကျုပ်စစ်မောင်ကြီးတတိခွန်တေချာကို ပြောင်းရွှေ့တာဝန်ပေးခဲ့ပါတယ်။ဘိုးကျုပ်စစ်မောင်ရဲ့ကာယခတိုင်းမူတာဝန်ကို တမ88တမမူဘုံမူကျုပ်အေးကျွေးကြီးတနစ်တနှငါနဲ့အစာထိုးခန့်ခဲတာတွေ့ရပါတယ်။ဒုတိယနဲ့တတိယအသေးထွက်ထွက်ခဲ့ရသူနှစ်ဦးကတော့ နာဘအတွင်ရေးမှုနှစ်လည်းဖြစ်အထူးစစ်စင်ရေးအဖွဲ့မှုလည်းဖြစ်စီဦးစီအရာရှိချုပ်ကြီးလည်းဖြစ်တဲ့ဒုတိယဘူချုပ်ကြီးတင်ဦးကြီးရှစ်တီရှင်နှစ်နဲ့ရတခတိုင်းမှုဘူချုပ်စစ်မောင်တို့ဖြစ်ကြပါတယ်2001ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မနက်စောစောမှာကရင်ပြည်နယ်ဖအံမြို့အနီးတန်လွင်မြစ်ထဲကို ထိုးကျပျက်စီးသွားခဲ့တဲ့ရုရှားလုံ MI-17 ရဟတ်ယာဉ်နဲ့အတူပါသွားပြီးတိုက်ဆုံသွားခဲ့ကြတာဖြစ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကောင်းဆောင်တဲ့အဖွဲ့ဟာဖေဖော်ဝါရီလ16ရက်နေ့ကတည်းကတနင်္သာရီတိုင်းနဲ့မွန်ပြည်နယ်အတွင်းမှာရှိတဲ့တရင်တပ်ဖွဲ့တွေကိုလှည့်လည်စစ်ဆေးနေခဲ့တာဖြစ်ပါတယ်။ဖေဖော်ဝါရီ16ရက်နေ့မှာမော်လမြိုင်ရတာခစစ်ဌာနချုပ်မှာညာအိတ်ရနာပြီးနောက်တနေ့မနက်စောစောမှာကရင်ပြည်နယ်ဖအံမျိုးကိုအတွာအခုလိုရဟတ်ရင်ပြကြပြီးတည်ဆုံသွားခဲ့ခြင်းဖြစ်ပါတယ်။ ဘိုတင်ဦးဟာအဲ့ဒီအရှင်ကဘိုတန်းရွှေနဲ့ဘိုမောင်အီတို့ပြီးရင်မြမတက်မတော်ထဲမှာတတိယဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်။သိဆုံးချိန်မှာ အသက်68နှစ်ရှိပြီဖြစ်ပါတယ်။ဒုတိယဘိုချုပ်ကြီးတင်ဦးဟာမဆာလာခင်မှာကလေးကစီယုံချုပ်စီဦးစီးဘိုမူကြီးအဖြစ်နဲ့စစ်စင်ရေးတွေကိုတစ်လျှောက်လုံးကုတ်ကဲလာခဲ့သူဖြစ်တာကြောင့် နာဝတာနာအာဖာခင်မာလဲတက်ရှုပ်ကြီးနဲ့ဒုတိယတက်ရှုပ်ကြီးတို့ကိုစားတပြည်လုံးမှ ရှိတဲ့တက်တွေကိုစေယုံကျုပ်ကနေနေစဉ်ကုတ်ကဲညွန်ကြားနေရသူဖြစ်ပါတယ်သူနဲ့အတူတည်ဆုံသွားခဲ့တဲ့ဘိုးစစ်မောင်ကတော့သူရတီဟာသူရဆိုတဲ့မြမတက်မတော်ရဲ့သူရတတိဆိုင်ရာအမြင့်ဆုံးစုတစိတ်တွေကိုရရှိထားတဲ့အပြင်သူတည်ဆုံတဲ့အချိန်မှာ အသက်90သာရှိနေသေးတဲ့အတွက် အနာဂတ်မြမတက်မတော်ရဲ့ကာကွယ်ရေးဦးစီးချုပ်လောင်းအဖြစ်သတ်မှတ်ရထားခံရသူတဦးလေးဖြစ်ပါတယ်။ဒီရဟယင်ပြကြမှုဟာယာတိဥရုဆိုဝါလွန်နာကြောင့်ပြကြခဲ့ရတာဖြစ်တယ်လို့နာအဖကအဲ့ဒီနေ့ညနေမှာပဲရှက်ရှင်းသတင်းထုတ်ပြန်ကြေညာခဲ့ပေမဲ့ဒီရဟယင်ပြကြမှုအပေါ်တက်တွင်းတက်ပြင်းမှာကြီးမားတဲ့တန်တရားဖြစ်မှုတွေပေါ်ပေါက်ခဲ့ပါတယ်။ ဗိုတင်ဦးဟာဗိုခင်ညွန့်ရဲ့အဓိကပြိုင်ဘက်တအူဖြစ်ခဲ့တဲ့အပြင်ဗိုတင်ဦးကိုပြစ်မှတ်ထားခဲ့တဲ့ဘုံခွဲလောက်ကျံမှုတွေစက်တိုက်ပေါ်ပေါခွဲတဲ့တာတကားတွေကြောင့်လဲဒီလိုတန်တရားဖြစ်မှုတွေပေါ်ပေါခဲ့ရတာဖြစ်နိုင်ပါတယ်။ဗိုတင်ဦးဟာ OTS 22ကျောင်းဆင်းဖြစ်ပြီးဗိုချုပ်ခင်ညွန့်က OTS 25ကျောင်းဆင်းဖြစ်တာကြောင့်ဗိုချုပ်ခင်ညွန့်ထပ်ပို့ပြီးစီနီယာကျသူဖြစ်ပါတယ်။1988ခုနှစ်ရှစ်လီလုံးလူတို့အရေးတော်ပုံကာလအတွင်း ဗိုလ်မှူးကြီးခင်ညွန်းကစစ်ထောင်လိုင်းရဲ့အဖွဲ့ကိုအူစီကုတ်ခဲ့ပြီးတံပြန်အဖျက်အမောက်လုပ်ငန်းတွေနဲ့လူလူရေတော်ပုံကြီးကိုအတွင်းကားဖြိုခွဲဖို့ကြိုးပမ်းနေတဲ့စစ်ယုံကျုံရဲ့စစ်ဦးစီးဗိုလ်မှူးကြီးတာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးကြီးတင်ဦးကတိုက်ခိုက်ရေးတပ်တွေကိုစီမံခန့်ခွဲညွှန်ကြားပြီးအရေးတော်ပုံကြီးကိုအင်အားသုံးအကြမ်းဖက်ဖြိုခွင်းနိုင်ဖို့ကြိုးပမ်းခဲ့သူဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့အကူအညီနဲ့စစ်တပ်ကအာဏာသိမ်းခဲ့တာဖြစ်တဲ့အတွက်နာဝတာထဲမှာသူတို့နှစ်ဦးစလုံးကိုအတွင်ရေးမှုတင်နဲ့အတွင်ရေးမှုနှစ်အဖြစ်အရေးပါတဲ့နေရာတွေမှာခန့်အပ်တာဝန်ပေးခဲ့တာဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးဟာအဲ့ဒီအချိန်တည်းကစတင်ပြီးအပြန်အစားဖြစ်ခဲ့ပုံရပါတယ်။1990နှစ်နောက်ပိုင်းဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့ဘူမောင်အေးနဲ့သူ့ရဲ့ဓာတ်ရိုက်ကွက်ကဲမှုအောက်မှာစစ်ဦးစီးအရာရှိချုပ် အထူးစစ်စင်ရေးအဖွဲ့မှုဆိုတဲ့တာဝန်တွေကိုထမ်းဆောင်နေရတဲ့ဗိုလ်တင်ဦးတို့ဟာဗိုလ်ခင်ညွန့်ထက်စာရင်တဦးနဲ့တဦးပုံမရင်းနေနိုင်ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေမရှိတော့ရင်မြမတမတော်မှာဗိုလ်မောင်အေးကတက်ရှုပ်ကြီးဗိုလ်တင်ဦးကဒုတိယတက်ရှုပ်ကြီးဖြစ်လာဖို့တေချာတလောက်ရှိပါတယ်။ ပူတင်ဦးဟာစစ်သားပြည်ပြည်လမ်းတစ်ခုကိုရွေပြီးရင်တုံတိုက်တိုက်ကြကြိုက်ကြိုက်လှုပ်ရှင်စိတ်ရှိတဲ့အတွက်ဗိုလ်ချုပ်မူကြီးစောမောင်နဲ့ဗိုလ်ခင်ညွန့်ရဲ့ဝိလေလေမရှင်မလင်းလှုပ်ဆောင်မှုမျိုးတွေကိုသဘောမချခဲ့ဘူးလို့ဆိုပါတယ်။ဗိုလ်ချုပ်ခင်ညွန့်ကလည်းဗိုလ်ချုပ်တင်ဦးနဲ့ဗိုလ်ချုပ်မောင်ဤတို့ကို နိုင်ငံရေးတန်တမာရေးစီးပွားရေးအကြောင်းနားမလည်သူတွေအဖြစ်နဲ့အထင်သေးခဲ့တယ်လို့ဆိုပါတယ်။ ဗိုလ်ချုပ်တင်ဦးစိတ်ထဲမှာဗိုလ်ချုပ်ခင်ညွန့်နဲ့သူ့ဆရာဗိုလ်ချုပ်မူကြီးတန်းရွှေအပေါ်ခလူခလူဖြစ်နေတဲ့အချက်တွေအတော်များများရှိခဲ့ကြောင်းလည်းသိရပါဗျ။အဓိကအချက်တစ်ခုကတော့1998ခုနှစ်နိုဝင်ဘာ15ရက်နေ့ကနာဝတာအဖွဲ့တွေကနေတအုပ်တမကြီးဖယ်ရှားပစ်ခံခဲ့ရတဲ့ဒုတိယဗိုလ်ချုပ်ကြီးတွေထဲမှာသူလေးစားကြည်ညိုတဲ့သူ့ဆရာတအုပ်ဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်ပါသွားတဲ့အပေါ်မကျေနပ်တာလို့ဆိုပါရယ် ဗိုလ်ချုပ်တင်ဦးဟာ2000ခုနှစ်ရောက်မှသိဆုံးခဲ့ရတာဖြစ်ပေမဲ့လောက်ကျန်တက်ဖြက်ရေးအဖွဲ့တခုက1996ခရဲကသူ့ကိုပြစ်မှတ်ထားပြီးတုတ်တင်ရှင်းလင်းဖို့သူ့နောက်ကိုအရိတ်လိုလိုက်နေခဲ့တာထင်ရှားပါတယ်1996ဒီဇင်ဘာ25ရက်နေ့ညကရန်ကုန်ကပ္ပအေး မဟာပါဒနာလိုက်ကူတော်ကြီးမှာတရုတ်ပြည်ကပင်ဆောင်လာခဲ့တဲ့ဆွေတော်မြတ်ကိုဖူးမြော်ဖို့တွားရောက်မဲ့အတွင်ရင်မှုနဲ့ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကိုလှုပ်ချံဖို့အတွက်ဖျားမှဘုံထောင်ထားခဲ့ပါတယ်ပထမဘုံကအပြင်ဘက်တစောင်းအနီးမှာအချိန်မတိုင်မီပောက်ကွဲသွားတဲ့အတွက်ဗိုလ်ချုပ်တင်ဦးကသူခီးစဉ်ကိုဖျက်လိုက်ပါတယ်ဒုတိယဘုံတစ်လုံးကဆွေတော်ရှိမှရှိတဲ့ဖျားပန်းအိုးအတွင်မှထောင်ထားတာဖြစ်ပြီးလက်ယုံတပ်ဖွဲ့ဝင်တွေရှာဖွေနေစဉ်ပောက်ကွဲသွားခဲ့ပါတယ် ီပောက်ကွဲမှုတွေကြောင့်လုံခြုံရေးဝန်ထမ်း၄ဦးသေဆုံးခဲ့ရပါတယ်။တရုတ်ပြည်ကဆွဲတော်ကိုနာဝတာကိုစားဘယ်သူဘယ်နည်းမှလာရောက်ဖူးမြော်မယ်ဆိုတာအပြင်လူတွေလုံးဝမသိနိုင်တယ်လို့လုံခြုံရေးထူထပ်စွာရှာထားတဲ့ဒီလိုနေရာမျိုးကို အပြင်ကအဖြစ်သမားဆိုသူတွေဝင်ရောက်ဘုံထောင်နိုင်မှုဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဒါပေမဲ့နာဝတာစစ်ထောက်လိုင်းကြီးကဒီလောက်ရက်ကို KNU အကြမ်းဖက်သမားတွေရဲ့လောက်ရက်လို့တသက်အထောက်အထားတစ်ခုမှမရှိဘဲနဲ့ရှက်ရှင်းထုတ်ပေါ်ဆွဆွဲခဲ့ပါတယ် ဗိုလ်ချုပ်တင်ဦးကိုပြင်မှတ်ထားပြီးဒုတိယအကြိမ်လှုပ်ကြံမှုစ조사ခဲ့တာကတော့1998ခုနှစ်ဧပြီလ6ရက်နေ့သူ့နေအိမ်မှာဖြစ်ပါတယ်။ဧပြီလ3ရက်နေ့ကတည်းကသူ့နယ်မင်းနဲ့ရောက်ရှိနေတဲ့ပါဆယ်ထုတ်ကိုဧပြီလ6ရက်နေ့ညမှာတမိကြီးဖြစ်သူရန်ကုန်တက္ကသိုလ်တမိုင်းဌာနလက်ထောက်ကတိကဒေါ်ရှိုလေဦးကဖွင့်ဖောက်လိုက်ရမှာဘုံပေါက်ကွဲပြီးတည်ဆုံသွားခဲ့ရပါတယ်။ အဲ့ဒီပါဇယ်ထုတ်ပေါ်ကဒစိကောင်းနဲ့ဒစိတုံးတွေဟာဂျပန်ပြည်ကဖြစ်ပေမဲ့ဒီပါဇယ်ထုတ်ဟာရန်ကုန်စာတိုက်ကြီးမှတ်ပုံတင်ဌာနစာဝေဌာနတွေကတဆင့်ဘူချုပ်တင်ဦးရဲ့အိမ်က လုံခြုံရေးတပ်ဖွဲ့ကို အစင်းစစ်ဖြတ်တန်းခဲ့ပြီးမှသူ့အေကန်တွေကစပွဲပေါ်ကိုရှော့ရှော့မောမောရောက်ရှိလာပုံက မထူးတော့လဲဆန်းနေတယ်လို့ဆိုရမလို့ဖြစ်ပါတယ်။ ဒီပါဆယ်တို့ရောက်ရှိလာတဲ့နေ့ကဘိုးချုပ်တင်ဦးခေကြီးထွက်နေတာကြောင့်ဇနီးဖြစ်သူဒေါခင်တန်းတွေကဧကန်းထဲကဇပွဲပေါ်မှာတင်ထားခဲ့တာဖြစ်ပါတယ်။ဘိုးချုပ်တင်ဦးပြန်ရောက်လာတဲ့နေ့မှာလဲပါဆယ်တို့ကိုမေ့ပြီးစာနှဆောင်ကိုပဲဇနီးဖြစ်သူကပေးမိခဲ့တယ်လို့ဆိုပါတယ်။ ပါစဲထုတ်အိမ်ထဲရောက်သည့်အထိစောက်ကြည့်နေဟန်ရှိတဲ့လောက်ကျန်တက်ပြက်ရေးအဖွဲဟာ၃ရက်ကြာလို့မှဘုံခွဲတာကိုမကြားရတဲ့အတွက်ဧပြီလ၆ရက်နေ့ည၈နာရီထိုးကန်ဒီမှာဗိုလ်ချုပ်တင်ဦးအိမ်ကိုဖုံးဆက်ပြီးပါစဲထုတ်လက်ခံရမရမေးမြန်းခဲ့ပါတယ်။တယ်လီဖုန်းနှာထောင်ခဲ့တဲ့ဒေါ်ရှိုလေဦးကအဲ့ဒီအချိန်ကြာမှတတိယပြီးပါစဲထုတ်ကိုဖွင့်ကြည့်မိရာကဘုံပေါက်ကွဲသွားခဲ့ရတာဖြစ်ကြောင်းသိရှိရပါတယ်။ အမှန်ကကျွန်တော်ကိုလှုပ်ကြံတာပါတမီးကြီးကကျွန်တော်ကိုစားအသက်ဆွန်သွားရတာပါ သူ့အမေကိုလည်းကိုခန္ဓာနဲ့ကာကွယ်ပေးထားသလိုဖြစ်ခဲ့လို့ရှိုးလဲဟာကျွန်တော်တို့မိသားစုကိုတင်မကဘူးတနိုင်ကန်လုံးကိုအကြမ်းဖက်သမားတွေရဲ့အနေရရှိချောင်းတတိပေးသွားတာပါလို့ဗိုလ်ချုပ်တင်ဦးကပြောဆိုခဲ့ကြောင်းနဝရီစာတီအဖွဲ့ကပြုစုထားတဲ့သူနှစ်သူဤဘဝပုံရိပ်ဆိုတဲ့ဗိုလ်ချုပ်တင်ဦးရဲ့အထုပ်ပတိစာအုပ်မှာ အသေးစိတ်ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ် ဘုံခွဲပြီးနှလားကျော်အကြာဇွန်လ29ရက်နေ့မှာပြုလုပ်ခဲ့တဲ့စစ်ထောက်လမ်းရေးအပွဲရဲ့သတင်းစာရှင်းလင်းပွဲမှာဒုတိယဗိုလ်ချုပ်ကြီးခင်ညွန်းကဒီပါဆယ်ဘုံကိုဂျပန်ပြည်မှာနေထိုင်အလုပ်လုပ်ကိုင်နေတဲ့ဦးသိန်းငွေနဲ့ဦးသောမတ်စ်ကောင်အောင်တို့ကပို့လိုက်တာလို့အတီအကြာဆွဆွဲပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ဂျပန်တော်ဝင်ရဲတပ်ဖွဲ့ကသူတို့နိုင်ငံကပေးပို့တဲ့ပစ္စည်းမှန်တမ်းများတည်တည်ရှာရှာစစ်ဆေးပြီးမှသာပေးပို့တာမို့ဒီပါဆယ်ဘုတ်ဟာသူတို့နိုင်ငံကလာတာမဟုတ်ဘူးလို့ညင်းဆိုခဲ့ပြီးဦးသိန်းဂွေနဲ့ဦးသောမတ်ကောင်အောင်တို့ကိုခေါ်ယူမေးမြန်းတာမျိုးတော့မလုပ်ခဲ့ဘူးလို့ဆိုပါတယ်ဗိုလ်တင်ဦးကိုပြစ်မှတ်ထားပြီးအကြိမ်ကြိမ်လှုပ်ကြံမှုစ조사ခဲ့သူတွေဟာဘယ်သူလဲ ဘူတင်ဦးထက်ပိုအရေးပါတဲ့ဘူတန်းရွှေနဲ့ဘူမောင်အီတို့ကိုပြစ်မှတ်မထားပဲဘာရွယ်ချက်နဲ့ဘူကျုပ်တင်ဦးကိုပြစ်မှတ်ထားပြီးလှုပ်ချံဖို့စ조사ခဲ့ရတယ်လို့ဆိုတဲ့အကြောင်းအရာတွေဟာအခုအချိန်အထိအပြည့်မရှိသေးတဲ့ပဟေနီအဖြစ်နဲ့ကြန့်ရှိနေသေးတာကိုတွေ့ရပါတယ်။ဘလို့ပဲဖြစ်ဖြစ်အရှင်းရှင်းအပြိုင်အဆိုင်ဖြစ်နေကြတဲ့လူငယ်ပိုကျုပ်တွေကြားထိမ့်ပေးတယ်လို့နဲ့မတိမတာရန်တိုက်ပေးပြီးအသက်85နှစ်ကျော်အထိ သူဩဇာအာဏာကိုဆက်လက်ထိန်းသိမ်းထားသူကတော့ဗိုလ်ချုပ်မူကြီးတန်းရွှေသားဖြစ်ကြောင်းတုံသက်တင်ပြလာရပါတယ်။